ပုံမှန်စစ်ဖက်တုံဒရုန်းတွေတော်မှာတော်တော်လေးနီးပညာအဆင့်မြင့်ပြီးတော့ကောင်းနေပြီလို့ဆိုရမှာပါ။ဒါပေမဲ့တရုတ်တည်းရဲ့ဒရုန်းတွေကဓာတ်ထက်ပိုကောင်းတယ်လို့သိရပါတယ်။ဒါကကမ္ဘာပထမဆုံး၄ချောင်းသုံးလေယာဉ်တင် Ariel Aircraft Carrier ဖြစ်လာနိုင်တယ်လို့တော့ခန့်မှန်းထားကြပါတယ်။သူ့ရဲ့အဓိကစွမ်းဆောင်ရည်ကတော့လေတန်းမှာပြန်တန်းနေရတဲ့ကို AI နီးပညာတုံဒရုန်းငယ်လေးတွေအများကြီးအများကြီးဟိုမှာတပြိုင်နက်တည်းလွှတ်တင်နိုင်အောင်မှာပါ။ မိတ်ဆွေတို့စဉ်းစားကြည့်ပါ AI drone တွေအုပ်လိုက်ကြီးတပြိုင်တည်းထွက်လာမှာဆိုတော့တော်တော်လေးကိုအံ့ဩစရာကောင်းပါတယ်တရုတ်နိုင်ငံရဲ့ကျူးဟန် air show မှာပြီးခဲ့တဲ့ November လတုန်းကပြသခဲ့ပြီးတဲ့နောက်ပိုင်းမှာဒီ AR မှာ unnamed aerial vehicle ကြီးကိုဘယ်နေရာမှမဆိုထုတ်သုံးလာနိုင်တယ်ဆိုပြီးတော့သတင်းတွေကဆိုကြပါတယ်။ ဒီ drone mothership ကြီးဟာစီရေးအတွက်အရေးပါတဲ့အပြောင်းလဲတွေအများကြီးကိုစောင့်ကျင်းလာနိုင်ပါတယ်။ဒီလို drone အကြီးရနေ drone အသေးလေးတွေအများကြီးကိုထုတ်ပေးနိုင်တဲ့အတွက်လည်းစစ်စင်ရေးတွေမှာပိုပြီးကြက်ကြက်ပြက်ပြက်တိုက်ခိုက်နိုင်စွာနဲ့ရှိလာနိုင်ပါတယ်။ AI နည်းပညာသုံး drone ငယ်လေးတွေဆိုတော့သူတို့ပါသူတို့ဆုံးဖြတ်ချက်ချပြီးတိုက်ခိုက်နိုင်မှာဖြစ်တဲ့အတွက်လည်းလေကြောင်းတိုက်ခိုက်ရေးပိုင်းမှာတရုတ်တွေပိုပြီးအားသာလာနိုင်ပါတယ်။ ဒါအနာဂတ်စစ်ပွဲတွေရဲ့ပုံစံတွေကိုပါပြောင်းလဲသွားနိုင်တဲ့အရေးပါတဲ့ဖန်တီးမှုတစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့တော့တရုတ်သတင်းတွေမှာအရန်ဟော့ဖြစ်နေတဲ့ Drone Mothership ကြီးအကြောင်းကိုမိတ်ဆွေတို့နဲ့အတူတူဆွေးနွေးသွားဖို့ရှိနေပါတယ်။မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ AI Learning မြန်မာအနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ် ီ drone mothership ကြီးရဲ့နာမည်အပြည့်အစုံကတော့ကြီးဟန် SS UAV လို့ခေါ်ပါတယ်တရုတ်လိုဆိုရင်ကြီးလို့ဖိန်းကြီးလို့ဆိုတာလေပေါ်မှာပြန်တန်းနိုင်နေရှင်လေရင်လို့အဓိပ္ပာယ်ရပါတယ်နာမည်အရောင် drone မဟုတ်ပဲလေရင်လို့ပေးထားတာကိုတွေ့ရပါတယ်။ဒါအကြီးစား drone တစ်ခုဖြစ်တယ်လို့မောင်းသူမဲ့လေရင်အသေးစားလေးလို့လည်းပြောလို့ရပါတယ်။ တောင်မန်အကျယ်25မီတာ82ပေလောက်အထိရှိပါတယ်တင်ဆောင်နိုင်တဲ့အလေးချိန်ကလည်း6တန်လောက်အထိရှိပါတယ်ဒီကြီးဟန်ကိုထူးခြားသွားစေတာကတော့သူ့ရဲ့စွမ်းဆောင်ရည်တွေပါအမြင့်ပေပေါင်း9000လောက်အထိပြန်တန်းနိုင်ပြီးတော့အကွာအဝေးမိုင်ပေါင်း4350အထိကိုစီထက်ဖြည့်စရာမလိုဘဲနဲ့ပြန်တန်းနိုင်ပါတယ် ဒါပိန်ချင်းကနေဟာဝါရီအထိအသွားပြန်လုံနိုင်တဲ့အဆင့်အထိရှိပါတယ်။သူ့မှာအထင်ကြီးလောက်ဆရာ AI နည်းပညာလည်းပါဝင်နေပါတယ်။သူ့ရဲ့အဓိကရည်ရွယ်ချက်ကက AI drone ငယ်လေးတွေရဲ့ mothership အဖြစ်နဲ့လှုပ်ဆောင်ဖို့ပါ။သူရဲ့အလဲပိုင်းပေးလို့အခန်းထဲမှာ Isomarison Hive Module လို့ခေါ်တဲ့စနစ်တစ်ခုပါဝင်ပါတယ်။အဲ့ဒါသူ့ရဲ့ကိုယ်တဲ့ဘေးနှစ်ဖက်ကနေ drone ငယ်လေးတွေဒါမှမဟုတ်ပြင့်မှတ်ကိုရှာဖွေပြီးကိုယ်ရန်ပြစ်ခတ်နိုင်တဲ့ခဲယမ်းတွေစတာတွေကိုအစင်းတရာလောက်ထိလွှတ်ပေးနိုင်တဲ့ internet base တွေရှိနေတာဖြစ်ပါတယ်။ ဒါအပြင်ဒီ drone မှာပြင်ပပေးလုတ်တွေတင်နိုင်တဲ့ hard point 6ခုအထိပါဝင်ပါတယ်အဲ့ဒီထဲက6ခုကတော့လက်နက်ကြီးတွေအတွက်ဖြစ်ပြီးတော့2ခုကတော့လေကြောင်းပစ်ဒုံးကြီး air to air missile တွေအတွက်ပါ solo ra သူက AI drone တွေကိုလွှတ်ပေးနိုင်အောင်နေမကဘဲနဲ့ cruise missile တွေ glide bomb တွေလို့ရိုးရိုးလက်နက်တွေကိုပါတဲဆောင်နိုင်နေဆိုတာပါ နောက်ကြီးဟန်သူ့ရဲ့ကိုတဲ့အလေထဲမှာချဲအင်ဂျင်တစ်လုံးတက်ဆင်ထားတယ်လို့ဆိုပါတယ်။ဒါတခြားသောစစ်ဘက်တုံး drone တွေမှာတွေ့ရတဲ့ပန်ကာသုံးစနစ်တွေနဲ့ပိုကောင်းတဲ့တွန်းအားကိုလည်းပေးစွမ်းနိုင်ပါတယ်။ဒါကြောင့်သူ့ရဲ့ပြန်တန်းနိုင်တဲ့အကွာဝင်းနဲ့ mission လုပ်ငန်းဆောင်တာတွေကိုပိုပြီးပြောင်းလဲပြုလဲဖြစ်နေပါတယ်။သူ့မှာ tricycle landing gear arrangement အတွက်လည်းဘိန်းသုံးလုံးနဲ့စဉ်သက်တဲ့စနစ်ပါဝင်တဲ့အတွက်ပုံမှန်လေယာဉ်ပြေးလမ်းတွေမှာလည်းစဉ်သက်နိုင်ပါတယ်။ ဆိုတော့ကြီးဟန်က drone စစ်ပွဲဆင်နွှဲပုံမှာအကြီးစားအပြောင်းအလဲတစ်ခုဖြစ်စေခဲ့တာဖြစ်ပါလေ American Predator ဒါမှမဟုတ် Reaper တို့လိုတာမန်စစ်ဖက်သုံး drone တွေဟာအခြေခံအဖြစ်ထောက်လန်းရေးဒါမှမဟုတ်တိကျတဲ့တိုက်ခိုက်မှုတွေလုံဆောင်နိုင်တဲ့ remote control drone တွေဖြစ်ကြပါတယ်ဒါမဲ့ကြီးဟန်ကတော့ AI drone အုပ်ကြီးကိုစစ်မြေပြင်စီခေါ်ဆောင်လာခြင်းအပြင် next level တစ်ခုစီရောက်သွားစေခဲ့ပါတယ် ဒီနေ့ခေတ်ကဘာပေါ်မှာ drone တွေကိုနေရာတိုင်းမှာတုံးနေကြပါပြီ။ဒါမဲ့လေရင်ဒဇင်းနဲ့လူမပါပဲမိုင်းထောင်ချီပြန်တန်းနိုင်တယ်။ဘေးကင်းတဲ့အနေအထားမျိုးမှာနေရာယူပြီးတော့ AI drone ဓာစင်ပေါင်းများစွာဒါမှမဟုတ်ရှားနဲ့ချီပြီးတော့တပြိုင်တည်းလွှတ်ပေးနိုင်တယ်ဆိုတာကတော့ game changer တစ်ခုဖြစ်သွားပြီလို့ပဲပြောရမှာပါ။ ီးတော့ဒါကာကွယ်နိုင်မှုအရန်ခက်ခဲသွားနိုင်ပါတယ်ဒုံးကြီးဒဇင်ဒါမှမဟုတ်လေယာဉ်ပစ်လက်နက်တခုနဲ့ drone ဒဇင်ကိုတော့ပစ်ချနိုင်ပေမဲ့ drone ပေါင်း50တရာလောက်ကတပြိုင်နက်တည်းပြင့်မှတ်ကိုဥတီလာခဲ့ရင်တော့ချင်းအုပ်ကြီးကိုလက်နက်လိုက်ရရတာဆိုးသွားမှာပါ ဒီထက်ပိုပြီးအံဩစရာကောင်းတာကတော့တရုတ်နိုင်ငံကကြီးဟန်လို့အေယာမဒရုန်းကြီးတွေအပေါ်မှာပဲအပြည့်အဝအာယုံစိုက်ထားတာမဟုတ်ဘဲနဲ့ data ring တရဝါတွေအဖြစ်နဲ့အယောင်ဆောင်နိုင်တဲ့ငှက်နဲ့တူတဲ့ AI tools တွေအထိပါမောင်းတူမဲ့စနစ်အမျိုးမျိုးမှာအကြီးအကျယ်ရင်းနှီးမြှုပ်နှံနေတာဖြစ်ပါတယ်ဒါတရုတ်စစ်ဘက်ကမောင်းတူမဲ့တိုက်ခိုက်ရေးနည်းပညာအစီအစဉ်ရဲ့တစိမ့်တစ်ပိုင်းလည်းဖြစ်ပါတယ် ထုတ်လုပ်သူတွေကတော့ကြီးဟန်ကိုစစ်ဖက်သုံးအတွက်တီးတဲ့ရေရထားတာမျိုးမဟုတ်ဘူးလို့ဆိုကြပါတယ်။ရေချောင်းကင်းလဲခြင်း၊နေဆက်လုံခြုံရေး၊တဘာဝတည်ရန်စာတစောင့်ကြည့်ခြင်း၊တဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးနဲ့အရေးပေါ်တုံ့ပြန်မှုလို့လုပ်ငန်းဆောင်တာတွေအတွက်လည်းပြောင်းလဲအသုံးပြုနိုင်တယ်လို့ဆိုပါတယ်။ဒီလို dual capacity နည်းပညာဟာတရုတ်ရဲ့စစ်ဖက်ဆက်မှုလုပ်ငန်းတွေအတွက်အဓိကအင်ကာရက်တစ်ခုပါပဲလို့ဆိုပါတယ်။ကာကွယ်ရေးအတွက်တိုးတက်လာတဲ့နည်းပညာတွေကိုအရက်ဖက်ရည်ရွယ်ချက်တွေအတွက်လည်းအသုံးပြုနိုင်တာကိုပြသနေပါတယ်။ ။စောင်းပါတပုတ်ထဲမှာတော့ပန်ဒဂွန်ကလည်းတရုတ်ရဲ့ခင်မီ drone စနစ်တွေဟာ US စံနှုန်းနေနဲ့နီးကပ်လာနေပြီလို့အတိအမှတ်ပြုထားတာတွေ့ရပါတယ်။အမေရိကန်စစ်ဖက်သုံး drone နည်းပညာမှာဥဆောင်ခဲ့ဥဆောင်ထားနေစေပဲဖြစ်ပေမဲ့တရုတ်ရဲ့ဒီလိုတိုးတက်မှုတွေအပေါ်တုံ့ပြန်တဲ့အနေနဲ့တော့အမေရိကန်ဘက်မှလည်းသူတို့ရဲ့ drone စွမ်းရည်တွေကိုမြင့်တင်နေတယ်လို့သိရပါတယ်။ ပန်တဂွန်ရဲ့1ဘီလီယံဒေါ်လာတန်ကြေးရှိတဲ့ replicator program လိုမျိုးစီမံကိန်းနေနဲ့2025ခုနှစ်ဩဂတ်စ်လလောက်မှာလေကြောင်းပင်လယ်ကုန်းမြေသုံး drone တွေထောင်ပေါင်းများစွာအသုံးပြုဖို့ရည်မှန်းထားပါတယ်။ဒါတရုတ်ကိုတံပြန်ဖို့အမေရိကန်လည်းအပြင်းထန်စူးစမ်းနေတယ်ဆိုရရဲ့တက်တေတစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့ကြီးဟန်ကတော့ drone အများကြီးကိုတည်ဆောင်ပေးနိုင်တယ်ဆိုတာထက်အဲ့ဒီ drone တွေကလည်း AI နဲ့စွမ်းအားမြင့်တင်ထားပြီးတော့အုပ်စုလိုက်စနစ်တကျပူးပေါင်းဆောင်ရွက်နိုင်တဲ့စစ်စင်ရေးတုံ drone တွေဖြစ်နေကြတာပါ။ ဒီနှစ်စောပိုင်းမှာတရုတ်သူတေသနအဖွဲ့တစ်ဖွဲ့ကနေ AI drone တစ်စင်းကိုအောင်းအောင်းမြင်မြင်စမ်းသပ်နိုင်ခဲ့တဲ့ဆိုတဲ့သတင်းတစ်ပုဒ်လည်းတွေ့ခဲ့ရပါတယ်။အဲ့ဒီ AI drone ကသူ့ကိုပြစ်ချဖို့ကြိုးစားတာတွေကိုကြိုတင်ခံမှန်းနိုင်ပြီးတော့ရှောင်လဲရှောင်နိုင်ခဲ့လို့လူသားမောင်းတဲ့ drone ကစက္ကန့်60အတွင်းမှာပဲအရှုံးပေးလိုက်ရတယ်လို့ဆိုပါတယ်။ဒီလို AI စွမ်းရည်မျိုးတွေကိုတရုတ်ရဲ့ drone အုပ်စုတွေထဲမှာပေါင်းဆက်ထည့်သွင်းနေတယ်လို့လည်းသိရပါဗါး drone အများကြီးကိုစနစ်တကျပူးပေါင်းဆောင်ရွက်စေတဲ့ အကောင်းဆုံးစနစ်တစ်ခုအဖြစ်နဲ့လုံဆောင်နေတာမျိုးလည်းဖြစ်နိုင်ပါတယ်။သူတို့အချင်းချင်းဆက်သွယ်နိုင်တဲ့အချိန်နဲ့အမျှပြောင်းလဲနေတဲ့အခြေအနေတွေကိုလိုင်းလျောညီထွေဖြစ်အောင်လုံဆောင်နိုင်တယ်။လူသားတွေရဲ့ထိန်းချုပ်မှုမရှိဘဲနဲ့ဆုံးဖြတ်ချက်တွေတောင်ချနိုင်ပါသေးတယ်။ကြီးဟန်ကတော့ဒီ drone အုပ်စုတွေအတွက် command center အဖြစ်နဲ့လုံဆောင်မှာဖြစ်ပါတယ်။ဒီနေရာမှာစိုးရိမ်စရာကောင်းတာကတော့ဒီ AI စနစ်တွေရဲ့ကိုယ်ပိုင်လုံပိုင်ခွင့်တိုးလာနိုင်ခြေပါ။ AI စွမ်းရည်တွေတိုးတက်လာတာနဲ့အမျှ drone စနစ်တွေဟာပြင်းမှတ်တွေကိုကိုယ်တိုင်ဖော်ထုတ်ပြီးတိုက်ခိုက်လာနိုင်ပါတယ်။ဒါကမောင်းသူမဲ့လက်နက်စနစ်တွေနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာအတိုင်ဝန်ကဒီလိုနည်းပညာတွေကိုဘလို့ထိန်းချုပ်ရမလဲဆိုတာကိုအမြန်ဆုံးချမှတ်ပေးရမယ့်အခြေအနေတစ်ခုကိုပြသနေပါတယ်။ ဒါမှမဟုတ်နည်းပညာတိုးတက်မှုတွေကတော့စီမင်းစီကန်းဆိုင်ရာမိုးပေါင်းတွေထက်ကိုအမြဲလိုလိုပိုပြီးတော့မြန်နေကြပါတယ်။ဒါကိုစိတ်ဝင်စားဖို့ကောင်းတယ်လို့ပဲမြင်မြင်၊စိုးရိမ်စရာကောင်းတယ်လို့ပဲမြင်မြင်၊မိတ်ဆွေတို့တူးတယောက်ချင်းစီရဲ့အမြင်ပေါ်မှာပဲမူတည်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်မောင်းသူမဲ့စနစ်တင်တဲ့ AI တွေဟာပိုပြီးတိတ်ကြတဲ့အခန်းကဏ္ဍကနေပါဝင်လာတော့မဲ့ခေတ်သစ်စစ်ပွဲတွေရဲ့အစမှာကျွန်တော်တို့ရောက်နေပြီဆိုတာကတော့တေးကြတဲ့လောက်ကိုရှိနေပြီပဲဖြစ်ပါတယ်။ ဒီပေါ်မှာမိတ်ဆွေတွေရဲ့တုံးသက်ချက်လေးတွေကိုလည်းကိုမန့်မှာမျှဝေပေးခဲ့ကြပါအောင်ဗျာမိတ်ဆွေများအားလုံးကျေးဇူးများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင်တော့ like လေးနဲ့အားပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့အတူပြန်လာခဲ့ပါမယ်နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြမယ်